။ Sorry ကိုပြောင်းဖို့ Ronaldo နဲ့စကားပြောခဲ့တဲ့ Fernandez အားလုံးပဲမင်္ဂလာပါများ Manchester Football ဆိုတာနေပြန်လဲကြိုဆိုလိုက်ပါလိမ့်။ Manchester United ကစားမားတွေအပြောင်းရွှေ့သတင်းကြီးရတဲ့အထက်မှာအသင်းခေါင်းဆောင် Bruno Fernandes လည်းထိတ်ဆုံးနာကနေရှိနေပါတယ်။ Fernandes ကနေရာဒီမှာကလေးကလာရောက်ချိတ်ဆက်နေကြတဲ့အသင်းတွေရှိနေပြီးတော့ဒီထဲမှာတော့ Sorry ကတော့အကဲအကဲဆုံးအသေးဆုံးဖြစ်ပါတယ်။အဲဒီတော့က Bruno Fernandes ဟာ Sorry ကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားခဲ့ပြီးအဲဒီလေကိုပြောင်းရွှေ့ဖို့အတွက် Ronaldo ရဲ့အထင်မြင်ကိုတောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ Fernandez ကနောက်ဆုံးမှာတော့သူ့ရဲ့မိသားစုနဲ့တိုင်ပင်ဆွေးနွေးပြီးတဲ့အခါ Sorry ရဲ့ကမ်းလှမ်းချက်ကိုပဲချောက်ဝယ်ဆုံးဖြတ်ခဲ့ပါတယ်။ Ronaldo က Manchester United ကနေထွက်ခွာပြီးတဲ့နောက်2023မှာ Sorry သင်း NSR ကိုပြောင်းရွှေ့သွားခဲ့ပြီးတော့ကိုပိုင် Empire တစ်ခုကိုအရှေ့လယ်ပိုင်းဒေသမှာတည်ဆောက်နေပါတယ်။ Ronaldo ရဲ့နောက်ကိုထိတန်းကစားမားတွေတိုက်လာကြပြီးတော့ Sorry ကလည်းစီကားလာပါတယ်။ Bruno Fernandes က Ronaldo ပြီးရင်တော့ Lee ရဲ့ဒုတိယပုံရိပ်ကြီးမားဆုံးထိတန်းကစားမားတစ်ယောက်ဖြစ်လာနိုင်သူပါ။ တကယ်လို့ဒါဘလူးနိုသာစော်ရီကိုပြောင်းရွှေ့ဖို့သဘောတူခဲ့မယ်ဆိုရင်လက်ထက်ကလည်းပြောင်းရွှေ့ခြေပေါင်တန်း80ကနေတရားကြားရရှိနိုင်ပါတယ်။ဒါပေမဲ့ Fernandez ကမန်နေဂျာ Ruben Amorim နဲ့ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက်ကလန်ချက်ကိုညှင်းပယ်ပြီးတော့ United မှာပဲဆက်ရှိနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Fernandez ကသူကဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခြားသူတွေထက်သူရဲ့ပေါ်တူဂီစိတ်ကြီးကို Rodrigo ကိုချင်းကပ်မေးမြန်းလို့သဘောထားကိုတီးခေါက်ကြည့်ခဲ့ကြောင်းဝန်ခံလာခဲ့ပါတယ်။ ဒီဘက်မှာ Manchester United နဲ့ပွဲ300ပြည့်ကစားရမယ့် Fernandez က sorry ဘက်ကချင်းနေနဲ့ပတ်သက်ပြီးတော့အရာအလုံးကို Ronaldo နဲ့တိုင်ပင်ပြစ်ခဲ့ကြောင်းတင်းနောက်တွင်လည်းပွဲချုပ် interview မှာပြောပြသွားခဲ့ပါတယ်။သူကျွန်တော်ကိုဘာတွေပြောခဲ့လဲဆိုတာပြန်မပြောနိုင်ဘူးပေါ့။ဒါပေမဲ့ကျွန်တော်တို့ဒီအကြောင်းကိုပြောပြခဲ့ကြပါတယ်။ Ronaldo ကအခုဆိုရင်တော့ကျွန်တော်တို့ရဲ့နီးပြားဟောင်းကြီး George Jensen နဲ့လည်းအတူတူရှိနေပါတယ်။လောကရဲ့၃နှစ်တုန်းကသူကအိလေမှာရှိနေပြီးတော့သူကကျွန်တော်ကိုပထမဆုံးလာပြောတာကမင်းကဒီအတင်းအတွက်အရန်ဈေးကြီးလုံးနေလားဆိုတာပါပဲကျွန်တော်က sorry အတင်းအတင်းအတွက်ဈေးကြီးတဲ့ကစားမဆိုတာမရှိကြောင်းပြန်ပြောခဲ့ပါတယ် ဒါပေမဲ့အဲဒီကလေးကကျွန်တော်မန်ယူနိုက်တက်မှာပဲစက္ကစားချင်တာကြောင့် sorry ကိုမပြောင်းချင်ဘူးလို့ပြောခဲ့ပါတယ်ဆိုပြီးတော့ Fernandez ကသူတွေ့ကြုံခဲ့ရတဲ့နေရာစီအကြောင်းကိုပြောပြလာခဲ့ပါတယ်။ Georgie Sack က Fernandez နဲ့ဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Georgie Sack က Fernandez ကို Sporting စီခေါ်ပြီးတော့ဥရောပထိပ်တန်းတစ်ယောက်ဖြစ်လာအောင်လို့အယောင်တင်ပေးခဲ့တာဖြစ်ပါတယ်။ရနေကဖာနန်ဒက်စ်ပါလို့တင်လဲဆိုတာသူ့အမြင်ကိုပြောပြခဲ့ပြီးတော့ဒီအမြင်ကဖာနန်ဒက်စ်အတွက်အရေးကြီးခဲ့ပါတယ်။ရနေကအတွေ့အကြုံဖြတ်တန်းရမှုတွေများပြားတဲ့ကစားမတယောက်ဖြစ်တာကြောင့်ရနေရဲ့အမြင်ကဖာနန်ဒက်စ်အတွက်အရင်အရေးကြီးခဲ့ပါတယ်။ ဒါပေမဲ့ဆုံးဖြတ်ချက်ကတော့ Fernandez ကိုရာ United အတွက်ချမှတ်ခဲ့တာဖြစ်ပါတယ်။ Fernandez ကဒီရာဒီမှာခြေစွမ်းကျဆင်းနေပြီးတော့အင်ရာဒီကလောက်မစွမ်းဆောင်နိုင်တော့တာကိုတွေ့ရပါတယ်။ Fernandez က Emery ရဲ့စနစ်မှာသူမပိုင်နိုင်တဲ့ကွင်းလယ်ကစားမတယောက်ဖြစ်ပွဲထွက်ကစားနေပြီးတော့ရုံးခိုင်ရမှုတွေရှိလာနေပါတယ်။လက်ထက်ကလက်ရှိကွင်းလယ်အတွဲအနေနဲ့ Bruno Fernandez နဲ့ Casemiro ကိုတွဲဖက်ပွဲထွက်ကစားစီပါတယ်။ Casemiro ကလည်းပြောင်းရွှေ့သတင်းတွေကြီးနေပြီးတော့ Rodrigo ရဲ့ NSR နဲ့ချိတ်ဆက်မှုတွေရှိနေပါတယ်။ အမရိနဲ့မန်ယူနိုက်တက်ကလည်းဈေးွက်ထဲမှာအစားတို့ကွင်းလေကစားမတွေရှာဖွေနေတဲ့အခါမှာဖရန်ဒက်စ်ကပါအသင်းကနေထွက်ခွာတော့မှလားဆိုတာစိတ်ပူစရာဖြစ်လာနေပါတယ်။ဖရန်ဒက်စ်ကို sorry probably အသင်းတွေအပြင်ဂျာမန်ဘလူးကြီးဘိုင်မနစ်ကလည်းခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ဖရန်ဒက်စ်ကလောလောဆယ်တော့အသင်းပြောင်းဖို့စိတ်ကူးမရှိသေးဘဲနဲ့မန်ယူနိုက်တက်ပြန်လည်တီးစောက်ရေးမှာအာသွန်ပါဝင်ချင်နေပါတယ်။ပြီးကြတဲ့ပတ်မှာချန်ပီယံဂျိုးဂျာကိုအနိုင်ယူထားနိုင်ခဲ့ United ကလမ်းကြောင်းမှန်မှန်ကိုပြန်လည်ရောက်ရှိနေပြီးတော့ဒီတစ်ပတ်ဇင်ရောငှက်တွေကိုပါထပ်ပြီးတော့ဆုံးမအောင်မလားဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါရမြ။ 接手别给他，阿亮我接住出点视玩了秒。